အသင်းတော်ထဲမှာရှိနေတဲ့ခရိယန်ညီကိုတွေကိုယ့်ရဲ့ဖြစ်ချင်းနဲ့ပတ်သက်ပြီးပိုစိတ်ဝင်စားမှုရှိနေကြတယ်လို့သတိထားမိပါတယ်။တခြင်းနဲ့မကပါဘူး။တရားဟောချက်ဆိုရင်လေကိုဘလို့လွတ်မြောက်နိုင်မလဲ။ကိုဘလို့ကောင်းစားနိုင်မလဲ။ကိုဘလို့ငြိမ်သက်ခြင်းရမလဲ။ကိုဘလို့အောင်မြင်ခြင်းရမလဲဆိုတဲ့တရားဟောချက်တွေကကျွန်တော်တို့ရဲ့နှလုံးသားကိုပိုပြီးတိုးထိတယ်လို့ပိုပြီးကောင်းတဲ့တရားဟောချက်တစ်ခုလိုခံယူမိခံစားမိတတ်ကြပါတယ်။ ပြောရရင်ကျွန်တော်တို့ကိုယ့်အကြောင်းကိုကိုယ်ပို့ပြီးစိတ်ဝင်စားမိနေကြတဲ့သဘောပါကိုယ့်အတွက်ကိုပဲပို့ဂယူးဆိုင်မိနေတကြတယ်ဆိုတဲ့သဘောမြင်ရပါတယ်ဒီအခါသတိရမိတာကတော့ပါစတာတီမိုသီကဲလာပေးခဲ့တဲ့ဥပမာတစ်ခုကိုသတိရမိလာပါတယ်ဆရာပေးခဲ့တဲ့ဥပမာကတော့ကျွန်တော်နားလည်မိသလောက်ပြန်ပြောပြရရင်လူကိုခန္ဓာမှာပြဿနာရှိတဲ့နေရာနာကျင်နေတဲ့နေရာက ပို့ပြီးအာယုံဆိုင်မှုကိုတောင်းဆိုတတ်တယ်တဲ့ ဒီပြဿနာရှိနေတဲ့နေရာနာကျင်နေတဲ့နေရာက attention ပိုလိုချင်တယ်လို့ပြောပါတယ်။ဥပမာဒူးကောင်းနာနေတဲ့သူတယောက်ကလမ်းလျှောက်တဲ့အခါတိုင်းလမ်းကိုဖြောင်းဖြောင်းမလျှောက်နိုင်ပဲသူ့ရဲ့အာယုံကဒူးကောင်းမှာပဲရောက်နေတတ်ပါတယ်။ဘာမှနာကျင်မှုရှိမနေဘူးဆိုရင်တော့သွားစရာရှိတဲ့နေရာကိုဖြောင်းဖြောင်းပဲသွားဖို့အာယုံစိုက်ပါလိမ့်မယ်။သွားကြိုက်နေတဲ့သူကလည်းအစာစားတဲ့အခါတိုင်းမှာသူ့ရဲ့နာကျင်နေတဲ့ကြိုက်နေတဲ့သွားအပေါ်မှာပဲစိတ်ရောက်နေတတ်ပါတယ်။ သွားတစ်ချောင်းမှနာကျင်ခြင်းမရှိဘူးဆိုရင်တော့အစာအစာကိုအရသက်ခံပြီးစားစရာရှိတာပဲစားမဲ့သဘောဖြစ်ပါတယ်ဒီလိုပဲငါရဲ့ဖြစ်တည်မှုငါဆိုတဲ့အတိကနာကျင်နေတဲ့အခါပြဿနာရှိတဲ့အခါငါဆိုတဲ့အရာကိုပဲပို့ပြီးအာယုံ စိုက်မိတတ်တယ်ဆိုတဲ့သဘောဆရာက ပြောပါတယ်ဒီကနေ့ကျွန်တော်တို့ငါရဲ့ဖြစ်တည်ခြင်းငါအောင်မြင်ဖို့အတွက်ကိုပဲအာယုံရောက်နေတာငါကောင်းစားဖို့အတွက်ကိုပဲအာယုံရောက်နေတာတွေက ငါဆိုတဲ့ဖြစ်တည်မှုမှာ ပြဿနာရှိနေတာကိုဖော်ပြပါတယ်။ကိုကိုကိုတိမ်ငယ်နေတဲ့အခါကိုကိုကိုရှုံးနေနေတယ်လို့ခံစားနေရတဲ့အခါကိုကိုကို အချစ်မခံရဘူးလို့ခံစားနေရတဲ့အခါကိုကိုကိုအားပေးတဲ့တခြင်းတခင်ဖျားအားဖြင့်ရတဲ့အရာအရာကိုသိစေတဲ့တခြင်းတွေကနှလုံးသားကိုဓာတ်ရိုက်ထိတွေ့အားဖြစ်စေတဲ့သဘောလို့နားလည်မိပါတယ်။အသင်းတော်တွေမှာဒီလိုတခြင်းတွေဆိုရမှစိတ်နှလုံးထိတွေ့သလိုဖြစ်ရခြင်းတွေက ဒီလိုတရားဟောချက်တွေမှခွန်အားရသလို ခံစားမိနေရခြင်းကအသင်းတော်မှာရှိတဲ့လူတွေရဲ့စိတ်နှလုံးအနေအထားကိုပေါ်လွင်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့တွေမှာတိမ်ငယ်မှုတွေအများများနေသေးလို့ဖြစ်နေပါတယ်။ကျွန်တော်တို့တွေသခင်ယေရှုခရစ်တော်အားဖြင့်ရရှိထားတဲ့အောင်မြင်ခြင်းကိုစိတ်မချနိုင်ကြသေးလို့သခင်ယေရှုခရစ်တော်အားဖြင့်ရထားတဲ့လွတ်မြောက်ခြင်းကိုအပြည့်အဝစိတ်မချနိုင်ကြသေးတဲ့သဘောဖြစ်ပါတယ်။နာကျင်နေတဲ့ကိုယ်အင်္ကာက အာယုံဆိုင်မှုကို တောင်းဆိုတတ်ပါတယ်။အနာပြောက်သွားတဲ့အခါကျရင်တော့ငါဆိုတဲ့ဖြစ်တည်မှုကိုအာယုံရောက်မနေတော့ပဲဖျားသခင်ထားရှိတဲ့ပန်းတိုင်ကိုလွတ်လွတ်လပ်လပ်ရှောင်လန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုသချင်းတွေမဆိုသင့်ဘူးဆိုသင့်တယ်လို့ပြောမယ်အစားကျွန်တော်တို့မိသားစုဝင်တွေအားငယ်မှုတွေတိမ်ငယ်မှုတွေများနေတယ်ဆိုတာကိုသိမြင်ပေးဖို့ပိုလိုနေတယ်လို့လည်းကျွန်တော်ခံယူမိပါတယ်